ဒီကားလေးကအမတ်တရားပေါ့နော်ဘိုင်းအောင်တို့ဒီကားထဲမှာပါတဲ့တချင်းတွေအကုန်လုံးကတကယ် live performance တွေပေါ့နော် Henry guitar တီးရဘိုင်းအောင်တချင်းစရာ Mon drum တီးရဘိုင်းအောင်တို့စမမဖျော်ပြေးရအကုန်လုံးပေါ့နော်အမ်ရောက်စီတိုင်းဒီ music ပါတဲ့ကဏ္ဍမှန်သမီးအကုန်လုံးဘိုင်းအောင်တို့က live performance live recording ဖြစ်တယ်အပြင်မှာပြန် studio မှာထပ်ထားခြင်းမရှိဘူးအတီးဖြစ်စီဆိုဖြစ်စီပေါ့နော် so ယ်ဆိုတာတိုင်းအောင်အမြင်ကတော့အပြင်မှာတကယ့်ကို music ကိုတကယ်တကယ်ဝင်ဝင်လှုပ်ဆောင်နေတဲ့သူတွေဖြစ်လို့လေဒီအရာကိုတိုင်းအောင်လို့ကြိုးကြိုးစားစားနဲ့လုပ်နိုင်တဲ့အပြင်ဒီ post production ဘိုင်းမှာပါတိုင်းအောင်တို့ရဲ့ live လို့ channel ကိုရအောင်စူးစမ်းပေးတဲ့အခွေသားတွေကိုလည်းကျေးဇူးအများကြီးတင်တယ်ဒီနေ့က I want to be a lobster မြောင်မွေးပန်းတွေရဲ့ job ဆောင်ရွှေရွှေရှင်စကားနဲ့ပတ်သက်ပြီးတိုင်းအောင်တို့ launch လုပ်တာပေါ့နော်ဒီမှာဦးဆုံးအနေနဲ့ ဥဆောင်မှာ fly film festival မှာတက်ခွင့်ရတဲ့အတွက်အဲဘယ်တော့အရင်ဆုံးမှပြမယ်ပေါ့နော်ပြီးရခါကျရင်တော့နောက်နှစ်မြန်မာနိုင်ငံမှာပြသဖို့ရှိပါတယ်အရင်ဝန်တာပါရအခွေသားရဲ့အတွက်လည်းတကယ်ကုန်ပြပါတယ်အခုကဘယ်တော့က fly film festival လို့ခေါ်ရပေါ့နော်ဥဆောင်မြို့မှာ November 3ရက်နေ့နဲ့6ရက်နေ့အတွင်းမှာကျင်းပမှာဖြစ်ပါတယ်အဲဒီပွဲလေးကိုလည်းဘယ်တော့အလုံးပေါင်းရုပ်ရှင်က 136ကတရားမှာပြန်ပြီးတော့ကအနေငယ်ပေါ့နော် feature ကရေရှင်ကကြည့်ရ20ကျော်ရွေးရလို့ပြောရအဲ့ထဲမှာမှတကားကိုပဲ opening ကအနေနဲ့ရွေးရထဲမှာဘယ်အောင်လို့ကလေးက opening ကခွင့်ပေါ့နော်အဖြစ်ပြခွင့်ရတဲ့အတွက်ဒီရန်ဝန်သားရဲ့ဖွင့်ပွဲနေ့မှာနေပထမဆုံးအားလုံးပြတ်သားမယ်ပေါ့နော် Busan Cinema Center မှာပြတ်သားမယ်ကလေးဖြစ်တဲ့အတွက်ကြောင့်အရန်ကုန်ယူရအဖွဲ့သားရဲ့တက်တယ် um fly film festival ပါဝင်ဖြစ်ပုံကတော့အဓိကတော့ဘိုင်ယွန်နိုရဲ့ director ကိုကြည့်ပြည့်စုံပြီးရနေပြီးတော့ဒီကားလေးကိုအများကြီးဘိုင်ယွန်စွမ်းကုန်စူးစမ်းကြရေကိုကြည့်ကလည်းအရင်ပြန်ပြန်နဲ့အရင်နဲ့စူးစမ်းရေအရင်နဲ့တော်ရေဒီကားဒီကားလေးကိုကိုကြည့်က ပြည်တွင်းမှာရောပြည်ပမှာရောပေါ့နော်တတောင်းတနေရနေပနေရဗနေနိုင်ငံဗနေရမှာဖြစ်ဖြစ်ပေါ့နော်အယောင်တွေကတကွင်းရအောင်ဆိုတော့ကြိုးစားရပေါ့အများကြီးဆိုတော့ဟုတ်အဓိကကတော့ teamwork အရင်ကောင်းတယ်နောက်ပြီးတော့တယောက်နဲ့တယောက် support ပေးကြအရင်ကောင်းတယ်ပေါ့နော်ဆိုတော့အဲ့အတွက်ကြောင့်လည်းအားလုံးခုလဲဆက်ပြီးတော့ကြိုးစားနေကြစေပါဘယ်ကိုရီးယားနိုင်ငံကတော့ပြောရရင်ရုပ်ရှင်တွေမှာကဘာတဝမ်းမှာအခု သူတို့ရဲ့ film industry music industry ကကိုယ်တွေသဘောကြရပါတယ်ပေါ့နော်ဆိုတော့အဲ Asian countries တွေမဟုတ်ဘူးအခုဆို western ဘက်မှာပါထိုးဖောက်နိုင်နေအနိုင်ငံတနိုင်ငံဖြစ်တယ်ပေါ့နော်ဆိုတော့သူတို့ရဲ့ရုပ်ရှင်တွေသူတို့ရဲ့သချင်းတွေလည်းငငယ်ကလေးလည်းအများကြီးကြီးခဲ့တယ်ပေါ့နော်ဟိုငငယ်လေးကအုံစောထဲထဲဆောက်ခစ်ခဲ့ရတဲ့အောင်ကြီးခဲ့အောင်ဆိုတော့လေကိုရန်အားကြရတဲ့ ြောရရင် industry တစ်ခုလည်းဖြစ်တယ်ပေါ့နော်ဆိုတော့အခုလိုမျိုးဘယ်ရောက်ဒီကားလေးရလဲဘန်းရောင်ရဲ့အမနောပထမဦးဆုံးရုပ်ရှင်ကားကြီးဖြစ်သွားတာပေါ့ဘန်းရောင်အရှင်မရုပ်ရှင်ကားကြီးတကမှမထွက်ရသေးဘူးဆိုတော့လေဆိုတော့ဒါဘန်းရောင်ပထမဦးဆုံးကားလေးမှာဒီလိုမျိုးအတွေ့အကြုံ ရခဲ့ရတဲ့အတွက်ကြောင့်လည်းပတ်ဝန်းကျင်သူတွေပတ်မိုးပေးတဲ့သူတွေအများကြီးကျေးဇူးတင်ပါတယ်။ပုံပုံလေးကဘန်းအောင်တို့ကငင်းငင်လေးကအခင်ကြရပဲပေါ့နော်။ဆိုတော့အခုအလုံးလုံးကြားတဲ့အခါမှာတတဲဝင်ဝင်တကယ်လုံးလုံးကြည့်တဲ့အခါမှာအရင်လူကြီးဆန်နေတကယ်လည်းအရင်ကြိုးစားရယ်တကယ်လည်းအရင်တော်ရယ်ဆိုတော့အများကြီးကုန်ယူပါရယ်ပုံမတော်လည်းအမတ်တရားကတော့အများကြီးပဲဘိုင်းအောင်တို့ရွှေရှင်ရိုက်တဲ့တခြားမှာလေအမတ်တရားရဲ့အများကြီးပဲဘိုင်းအောင်တို့ pre-production ကိုဒီကားမြေဟင်၈လလောက်ရှိမှတင်တယ်၈လဘုံဘုံဆို၉လ၁၀လလောက်ရှိမှမသိဘူးအဲဒီကားစမြေခင်ခင်ရဘယောင်းတော့မှာစုံကြတွေးကြရဲဇက်ကောင်တွေကြောင်းပြောကြရဲ exercise တွေအကုန်လုပ်ကြရဲနောက်ပြီးတော့ chemistry မိအောင်ပေါ့နော်ကြိုးစားကြရဲပြင်ဆင်ကြရဲဆိုတော့ဒါဘယောင်းတော့အပိုင်းပေါ့အကျန်တဲ့အပိုင်းတွေလည်းအများကြီးရှိသေးတယ်ဘယောင်းတော့ရှိမှခဲ့ရ ဒီကားအတွက်တခြားအရာပြင်ဆင်ခဲ့ရတယ်အများကြီးရှိတယ်ဆိုတော့ဒီကားလေးအချိန်သေးချာယူပြီးတော့သေချာအလုံးပြင်ဆင်ခဲ့ကြရတဲ့ကားလေးဆိုတော့လေအဲဘယ်ဟောအကုန်လုံးတကယ်သေချာစူးစမ်းကြရတယ်ပတ်ဝန်းနဲ့သူရောက်စီတိုင်းကလည်းတကယ်ကိုစိတ်စေတနာအပြည့်နဲ့ပုံတော့ကြာရတောင်းမှာအကောင်းဆုံး perform လုပ်ကြရတယ်ဆိုတော့ဒီကားလေးကအမတ်တရားပုံတော့ဘယ်ဟောတို့ဒီကားထဲမှာပါတဲ့တခြင်းနေ အကုန်လုံးကတကယ် live performance တွေပေါ့နော်ဆိုတော့ Henry guitar တီးရပဲ on the chinsura mon drum တီးရပဲလို့စင်မမဖြောပြေးရအကုန်လုံးပေါ့နော်အမ်ရောက်စီတိုင်းဒီ music ပါတဲ့ကဏ္ဍမှာတမယအကုန်လုံးအပိုင်းအောင်တော့ live performance live recording ဖြစ်တယ်အပြင်မှာပြန် studio မှာထပ်ထားခြင်းမရှိဘူးအတီးဖြစ်စီဆိုဖြစ်စီပေါ့နော်ဆိုတော့ achieve လုပ်နိုင်နေဆိုတာဘယ်အောင်အမြင်ကတော့အပြင်မှာတကယ်ကို music ကိုတကယ်တကယ်ဝင်ဝင်လှုပ်ဆောင်နေတဲ့သူတွေဖြစ်လို့လေဒီအရာကိုဘယ်အောင်လို့ကြိုးကြိုးစားစားနဲ့လုပ်နိုင်တဲ့အပြင်ဒီ post production ဘိုင်းမှာပါဘယ်အောင်လို့ live လို့ channel ကိုရအောင်စူးစမ်းပေးတဲ့အခွေသားတွေနဲ့ကျေးဇူးအများကြီးတင်တယ်ဆိုတော့ဒါလေးရတကယ်ကိုအမှတ်တရဒီကရဲ့အစိတ်ပိုင်းတစ်ခုပေါ့နော်ကျွန်တော်ကိုပြည့်ရလေးပြောပြရနိုင်ငံခြားမှာတဲ့ ကိုပြေရောကားလေးကိုပေါ့နော်ဒီထဲမှာပါတဲ့တခြင်းတွေအကုန်လုံးကတကယ် live assist ဆိုထားတယ်တီးထားတယ်ဆိုတော့ပြောရချင်မှာအရန်ချီချူပြီးဂုံယူကြတယ်အရန်ဟိုဒီဟာအရန်တော်တယ်ဆိုပြီးပြောကြတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးလောက်ခွင့်ရတဲ့အတွက်လည်းအရန်ဝမ်းသာတယ်နိုင်ငံခြားမှာဆိုပိုင်းအောင်တော့အခု wicked musical တို့ virus ဆိုလေ Ariana Grande ဆိုတဲ့တကယ်ပြန်မ live ဆိုကြအဲ့အတန်ကိုရုပ်ရှင်နဲ့ပြန်ထည့်ကြပြန်မထက်ကြလို့ဆိုကိုကလည်းအရန်အားကြအဲ့လိုမျိုးဆိုလေဆိုတော့ ဒါပေမဲ့အဲ့ဒါရော musical ပေါ့နော်ဒါဘက်ရောင်တော့ကကြာတော့ romance youth music ဒီလိုပိုင်းကားလေးဆိုတော့ပါဝင်တဲ့ music အစိတ်ပိုင်းလေးမှာဒီလိုမျိုးလေး perform လုပ်ခွင့်ရတဲ့အတွက်အရင်ကတည်းကအဓိကကတော့ဘက်ရောင်တို့ဒီကားလေးစမြက်ခင်မှာအလိုဖြစ်လာလောက်ဘက်ရောင်တို့ကြိုပြီးတော့အများကြီးဇက်ကောင်အတွက်ပြင်ဆင်ကြရတယ်ကိုပိုင်းရောက်ချင်းစီရင်ကိုဇက်ကောင်အတွက်ကိုပြင်ဆင်ကြရတဲ့အချိန်မှာပဲအဓိကကတော့ snow ဖြစ်နေအောင် main နေလေးဖြစ်နေအောင် တိုင်းအောင်ဘက်ကစူးစမ်းခဲ့တယ်လို့ဘုံဘုံတို့ဟင်နွေတို့ဂျန်နစ်တွေအားလုံးလည်းကိုယ့်ရဲ့စက်ကောင်ဖျံကိုစူးစမ်းခဲ့ကြတာပေါ့နော်အဲ့ဒီအတိုင်းပဲဇလန်နဲ့မှာဇဝင်ခန်းနဲ့မှာစီမျောပြီးတော့ခန်းစားတဝင်ပြီးတော့ပိုင်းအောင်ကိုရိုက်ကူပုံဖော်ခဲ့ကြတယ်ပေါ့နော်ဆိုတော့ကားထဲမှာတချင်းကြီးအများကြီးပါတယ်မြခုမျောခီးဘောအများကြီးပဲညမွေပဲအများကြီးအများကြီးပါတယ်ပေါ့နော်ဆိုတော့ live the chin ဆိုရဲအင်္ဂလိပ်တချင်တခုလည်းရှိသေးတယ် Henry နဲ့အတူတူဆိုတာပေါ့နော်ဆိုတော့အများကြီးပါပဲဆိုတော့ပြီးတော့ band ရော behind the scenes မှာပြောခဲ့တဲ့လိုတကယ်ကိုအရင်က legendary ဆိုရဲဆိုခဲ့တဲ့တချင်ကြီးကြီးလည်းပါတဲ့ခါကျတော့စိတ်လှုပ်ရှားရဲ now စိတ်ပူရဲပေါ့နော်မနိုင်ပြောရရင်တော့ဒါပေမဲ့ အားလုံးသိချာပြင်ဆင်ကြရတဲ့ပေါဝင်တဲ့သူတွေရဲ့လည်းအဖက်ဖက်ကူညီပံ့ပိုးပေးရတဲ့အတွက်ကြောင့်ဘန်ယောင်စိတ်တိုင်းကြပါတယ်။ဦးမင်းဦးနဲ့ကဘန်ယောင်ပထမဆုံးလိပ်ပြာဇလန်တွေဘန်ယောင်ရဲ့ပထမဆုံးစက်ကားလေးပေါ့နော်ဇလန်တွေလေးဂိတ်တုံးကလည်းဦးမင်းဦးကဖြေပေးလေပြရရဲ့အဖေမြန်မာကမှဆယ်ဒီမှာလေအဖေဆယ်အမေနဲ့ရောစုံနာရောနှကားသုံးကားလောက်ရှိပြီပေါ့နောက်တကားကတော့အဖေမဟုတ်ဘူးဆယ်ဆယ်ဝင်းနဲ့ အရန်လို့လို့လို့ကောင်းတယ်ဒါတော့ပြောစရာမလိုဘူးဒါအရန်ကိုတကယ်အရန်တော်တဲ့အတန်ယူတော့မင်းလို့ဒီလင်းလို့ဆိုရတကယ်ဒီလင်းကလည်းအရန်ချစ်ဖို့ကောင်းတယ်အခုဒီကားကြမှာဘန်းရောင်တေချာဆောင်ပူတာပေါ့နော်တေချာဆောင်ပူပြီးအလုပ်လုပ်ပူတာဆိုတော့အရန်ချစ်ဖို့ကောင်းတယ်ဒါအရန်လည်းတော်တယ်အရန်တော့မဆောက်အကုန်လုံးကကိုကိုမှုနဲ့ကိုဆိုရလေကိုမှုနဲ့ကိုဆိုရအရန်တော့မဆောက်ဒါပေမဲ့ တကယ်ကိုချစ်ချစ်ခင်ခင်နဲ့ပေါပေါပပနဲ့အလိုရုပ်ရှင်လေးရလဲအရင်ကြီးအဲ့လို heavy drama မပါတဲ့အခါကြာလေဘန်ယောင်တို့ရဟာဘန်ယောင်တို့ဒီကားလေးဘူဆမ်မာပြရတဲ့အခါကြာရင်ဘန်ယောင်တင်တော်လေးဒီကားထဲမှာမြန်မာ culture နဲ့ပတ်သက်ပြီးအများကြီးပါတယ်ပေါ့နော်ဘန်ယောင်တို့တချင်းနေပါတယ်နောက်ဘန်ယောင်တို့ရဲ့မွေးငါစားပေါ့နော်မွေးငါပါတယ်နောက်အများကြီးပါပါသေးတယ်ဒီမှာအခုနောက်ပိုင်းလက်ရှိဘန်ယောင်တို့မြင်တွေ့နေရတဲ့ bar culture ပေါ့နော် bar မှာအဖြိုးပြတာတင်ဆက်တာ now ဘာရှိသေးတော့ညာရေးပါပဲပါတယ်ဘယ်အောင်လို့ရှုခင်းနေလဲတော့အားကြီးလို့ရမယ်ပေါ့နော်ဘယ်အောင်လို့ရိုက်တာကမြန်မာနိုင်ငံရဲ့အဲယူရီးယားမှာရိုက်ထားပေါ့နော်ဆိုတော့ Bangkok နဲ့ပတ္တယာမှာလည်းရိုက်ထားတော့ကြောင်းရှုခင်းနေလဲအားကြီးကြည့်လို့ရပါမယ်ဒီကားလေးကတော့ခမန်းကြီးအခုယုံတင်ဂျင်းထွက်တာတော့ နောက်နှစ်နှစ်လပိုင်းလောက်ပေါ့နော်ဒါပေမဲ့ဘာအောင်တော့အတိအကျတော့ပြောလို့မရသေးဘူးတေချာကတော့နောက်နှစ်အစောပိုင်းလောက်ထိမှပြသခွင့်ရမယ်လို့ထင်ပါတယ်ဆိုတော့ဟုတ်မြန်မာနိုင်ငံမှာရုံတင်ပြသတဲ့ခါကျရင်လည်းကြည့်ရှုပေးပါလို့ပြောချင်ပါတယ်အားလုံးကြိုက်နေတဲ့မြန်မာပြောနေပါတယ်ကျေးဇူးများကျေးဇူးများရှင်